ကမောကမရလက်ဒီပေါ်ထွက်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်28မင်္ဂလာပါကိုခဲစ်တဖူဘောရှူအနေကျူဇူပါရီကမောက်ကမရလက်တီပေါ်ထွက်ခဲ့တယ်လို့ပရိသတ်ကိုရင်ခုန်စစ်လို့ရှာမှုအပြည့်ဝပေးခဲ့တဲ့ပွဲစဉ်တွေလည်းပါခဲ့တဲ့ပရီးမီးယားလိပွဲစဉ်28ရဲ့အဆိုးအကောင်းအကျိုးကြောင်းမှန်သမျှကိုကျွန်တော်ပြန်လဲသုံးသပ်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျဆိုတော့ဒီတပတ်ပရီးမီးယားလိပြီးရင် ချန်ပီယံလိပွဲချက်တွေရှိတယ်တခြားသောယူရိုပါလိတို့ကွန်ဖရင့်စ်လိတို့စသဖြင့်ရှိတယ်ပေါ့နော်ကဲမဲ့ EPL အသင်းတွေထဲမှာတချို့အသင်းတွေကဂျားရဲကဥရောပပွဲစဉ်တွေကိုရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ဒီပွဲတွေကိုချုပ်တင်ပြင်ဆင်မှုပြုလုပ်ထားတဲ့အသင်းတွေပါတယ်လို့လုံးဝဂယူမဆိုင်ဘူးလက်ရှိပွဲကအရေးကြီးဆုံးပဲကွာဖြုတ်မယ်ဆိုတဲ့အသင်းတွေလည်းပါဝင်ခဲ့တာအတော်လေးထူးခြားပါတယ်ပြိုင်ဆိုင်မှုကတော့အများနဲ့ EPL ကပြင်းထန်နေတဲ့သဘောမျိုးပေါ့နော် ဆိုတော့ကျွန်တော်နောက်တစ်ပတ်ရောက်ပြီးပရီးမီးယားလိပွဲတင်26ဆိုတာနဲ့ကြားထဲမှာတပတ်တိတိနားပါမယ်နိုင်ငံတကာပွဲတွေဝင်ရောက်ရှုပ်မှာပါ ခဲပြီးတော့ဒီတစ်ပတ်အစောဆုံးပွဲက Northern Forest နဲ့ Man City Man City ရဲ့လက်ရှိအခြေအနေကဘာဖိအားမှမရှိတော့တဲ့အခြေအနေပါ Champion League ပြုတ်သွားပြီလက်ရှိသူတို့ပြန်ရမှာ Champion League ဝင်ခွင့်တနေရာပဲပတ်ပြည့်အနေထားကြီးနဲ့ ဇန်နဝါရီပြောင်းရွှေ့ကာလမှာလဲလူခေါ်ယူပေးခဲ့တဲ့အခြေအနေတွေနဲ့တစ်ဖက်ကခဏလေးထားတောက်တဲ့ Northern Forest ကိုတခုခုလုံးပြနိုင်မယ်လို့ကိုကျွန်တော်ထင်ထားတာဒါအယူသားဆုံးပြောတာပါ Northern Forest ကိုဘယ်သူမှမယုံကြည်ဘူးအခုချိန်ထိလဲ Champion League ဝင်မယ်လို့ကျွန်တော်မယုံကြည်သေးဘူးသို့တော့ Northern Forest ရဲ့ကစားသမားတွေဒီရှိတဲ့လူစင်းစုဖွဲ့မှုနဲ့အတူအကောင်းဆုံးကစားနိုင်ခဲ့တယ်ဒီနေရာမှာတခုပြောစရာရှိတာ Chelsea နဲ့ ယူနိုက်တက်တို့ကအစွန်ပစ်ခံကစားသမား၂ယောက်ဖြစ်တဲ့ကော်လန်ဟတ်ဆန်အိုဒွိုင်းနဲ့အန်တနီအီလန်ဂါတို့ကမင်းတို့ကအရင်ကယူနိုက်တက်ချယ်ဆီကကစားသမားတွေလာလို့မေးယူရအောင် အတော်လေးကိုခြေသွမ်းကောင်းမွန်ခဲ့ပါတယ်။ဟိုဒွိုင်းရဲ့တစ်ချက်ထုတ်ပြီးတော့ကန်သွင်းချက်ကလည်းတေသက်လှပခဲ့တယ်လို့ဂူဒမအီရစင်လည်းဘလို့မှဖမ်းယူလို့မရခဲ့ပါဘူး။ဂျော့စကိုကဗယ်ဒီယိုတောင်မှရသလောက်စလိုက်ပစ်တာတောင်မမီခဲ့ပါဘူးခင်ဗျ။ဒီပွဲကတော့ Northern Forest တွေတိတ်ကိုခန်းနာလွန်ခဲ့ပါတယ်။ ်ကဲကျွန်တော်နောက်ထပ်ပွဲက Brighton နဲ့ Fulham ပါအတော်လေးစိတ်ပျက်စရာကောင်းခဲ့တဲ့ပွဲဖြစ်ပါတယ်တရေကြရင် Fulham အပြည့်အဝပျော်ရွှင်ခွင့်ရမယ့်ညီကိုတွေတွက်ပွဲပြီးခင်ဒီမှာပေးလိုက်ရတဲ့ပနတီဂိုးကစိတ်ပျက်စရာကောင်းခဲ့ပါတယ်ခင်ဗျာကဲနောက်တစ်ပွဲကတော့ Palace နဲ့ Ipswich Town ဒီပွဲကအရှုံးတိုင်းအရင်တော့မပြတ်သားခဲ့ဘူး Palace ကတကိုးတဲ့တွင်းလို့မရအောင်နှစ်ကိုးတွင်းဖို့လိုပေမဲ့ ဒီလိုပွဲမျိုးမှာကိုပြက်ဖို့တိတ်မလွယ်ကူဘူးဆိုတဲ့အတိုင်းပဲ Ipswich Town ကိုတကူးတဲ့နဲ့ကပ်ပြီးအနိုင်ယူနိုင်ခဲ့ပါတယ်။နောက်တစ်ပွဲကတော့ Liverpool နဲ့ Southampton တို့ရဲ့ပွဲပါ။ပထမပိုင်းမှာ Liverpool ရဲ့လူစုံမထုတ်မှုကြောင့် Southampton အသင်းရဲ့တံပြန်ဖိအားပေးမှုကိုခံခဲ့ရတယ်။မထင်မှတ်ပဲနဲ့ Southampton ရဲ့ပေးကိုတကူတောင်ခွင့်ပြုလိုက်ရပါတယ်။သို့တော့ဒုတိယပိုင်းမှာ Liverpool ကလူသားဝင်ပြောင်းလဲမှုတွေနဲ့အရှိန်အဟုန်ကောင်းကောင်းပြန်လာခဲ့ပါတယ်။ ဒါချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းတသင်းရဲ့တန်တွေပါပွဲရလကူချက်ချင်းဆိုသလိုအပြောင်းလဲလှုပ်လိုက်တဲ့သဘောမျိုးပေါ့နော်ဒုတိယပိုင်းမှာမှ၃ဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။နောက်လီဗာပူးအသင်းမှာပွဲတစ်ပွဲရလကူပြောင်းလဲနိုင်တဲ့ကစားသမားတွေရှိနေတာကလည်းဖျားပေးတဲ့ဆုလက်လို့ပြောလို့ရတယ်။ထပ်ပြီးတော့ကန်ကောင်းတာကအဲ့ဒီကစားသမားတွေဒီနေ့ရတဲ့မှာဒဏ်ရာပြဿနာမရအောင်မိုဆာလာ၊လူးဝစ်ဒီယက်စ်၊ဖာဂျီ တစုံတယောက်ဒဏ်ရာပြဿနာအကြာကြီးရသွားခင်လီဗာပူးအလောက်ထိအမြင့်ပြန်နိုင်မှာမဟုတ်ဘူးဒီနေ့ရာဒီမှာလီဗာပူးရဲ့ကြိုးစားအားထုတ်မှုလဲပါတယ်လို့အာနာစတော့ရဲ့အရေးသွေးအရေးချင်းကစားသမားတွေရဲ့အရေးသွေးအရေးချင်းကန်တရားဖိမှမှုအားလုံးပါဝင်နေတဲ့အတွက်ကြောင့်လီဗာပူးဟာဆူပလာယာရှိဖို့ကရိုင်းနှီးဆက်သွားပါပြီဘရန်ဖို့နဲ့အက်စတန်ဗလာပေါ့ဒီပွဲစဉ်မှာလဲအင်ရှင်ဘရန်ဖို့ကဘာဖိအားမှမရှိပါလေရဲ့နဲ့တစ်ဖက်ကချန်ပီယံလိဂ်ကံမှုရှိနေတဲ့အက်စတန်ဗလာကို1-0နဲ့ရှုံးနေခဲ့ပါတယ် ဲ့တော့ကျွန်တော်စနေနေ့ရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ Wolverhampton နဲ့ Everton ဖြစ်ပါတယ်။ Wolves ရဲ့အိမ်ကွေးမှာ Everton အနေနဲ့အနိုင်ယူဖို့မလွယ်သလို Wolves ကလည်း Everton လိုအခုချိန်တက်နေတဲ့အသင်းတစ်သင်းကိုအနိုင်ယူကျော်ဖြတ်ဖို့ဆိုတာမလွယ်ခဲ့ပဲပွဲပြီးတဲ့အချိန်မှာတစ်ဖက်တစ်ကိုယ်စီတည်ပွဲဖြစ်သွားပါတယ်။ Spa ဘုံမှပွဲစဉ်မှာတော့ဘုံမောင်ရဲ့တွင်းကိုနှစ်ကိုကိုအရင် ခွင့်ပြုခဲ့ရပေမဲ့ Tottenham Spa ရဲ့ချစ်ပါကိုနှစ်ကိုနဲ့အတူတေရလက်ကိုရယူနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်မှာ ဘုံမောက်ကတော့ပိုပြီးကောင်းတဲ့အတင်းတင်းဖြစ်ခဲ့ပေမဲ့လည်းစပါကတော့သူ့ရဲ့အိမ်ခွင်းမှာအရှုံးမခံခဲ့ပါဘူး။နောက်ကံမိုးရှိနေတဲ့အေဇက်အက်ဂမာနဲ့ပွဲစဉ်အတွက်လူတချို့ခြံခဲ့တာလေဒီပွဲစဉ်မှာပါကောင်းပါမှာပေါ့နော်။ကဲကျွန်တော်နောက်ထပ်ပွဲက Chelsea နဲ့ Leicester City ပွဲစဉ်ဖြစ်ပါတယ်။ Chelsea ကတော့အတော်လေးစိတ်ပျက်စရာကောင်းခဲ့တဲ့စွမ်းဆောင်ရည်နဲ့ဒီပွဲစဉ်နိုင်သွားတယ်လို့ပဲပြောရမှာပါ။ Goal result ကြည့်ရင်တော့ပြဿနာမရှိဘူးပေါ့လေ။ Highlight လေးတစ်လုံးနှလုံးကန်တာလေးကြည့်ရင်တော့အမဆိုးနိုင်တယ်ပေါ့။သို့တော့ ပွဲစဉ်အပြည့်ကိုစိတ်နစ်ပြီးကြီးတဲ့ Chelsea ပရိသတ်တွေကတော့ကိုတင်ကိုအတော်အားမလို့အားမရဖြစ်မိမှာတော့အသေးစားပဲဗျပို့ပြီးစိတ်ပြည့်စရာကောင်းတာပွဲပြီးတဲ့အချိန်မှာအန်ဒူမော်ရက်စ်ကတော့အုပ်စု အသေးအတိုင်းဒီအောင်ပွဲခံတာအတော်လေးဟုရုပ်ပေါက်ပါတယ်သူတို့ရက်နေတဲ့မြေကတမိုင်းဝင်ခံထားခဲ့တဲ့မြေတစ်ခုဆိုတာသူတို့နားမလည်ဘူးလားမသိဘူး Stafford Bridge Queen ထဲမှာ ဲ့လိုမျိုးအမဘေးစရာရဲ့အဆင့်16မှာရှိနေတဲ့အတင်းတင်းကိုပွင့်လင်းပြောရင်တော့ပင်ဖိတ်ကန်ပြီးရခဲ့တဲ့အနိုင်၃မှတ်ဟာကျွန်တော်တို့ရှုံးတဲ့ result တစ်ခုလိုပဲသတ်မှတ်ပါတယ်အတော်လေးစိတ်ပြက်စရာကောင်းတဲ့အခြေအနေဖြစ်ပါတယ်ခင်ဗျာဒါကတော့ကိုယ့်ခံယူချက်နဲ့ကိုပေါ့နော်ဘာဖြစ်လို့နိုင်ရင်လည်းပြီးရောဆိုရင်လည်းပြီးရောပေါ့လေကျွန်တော်တို့ကတော့မခံစားနိုင်တဲ့အတွက်ဒါကိုယ့်ရဲ့ခံစားချက်ကိုထုတ်ပြောတဲ့သဘောမျိုးပါပဲနောက်တစ်ပွဲကတော့ဒီတစ်ပွဲအကောင်းဆုံးသောပွဲဖြစ်တဲ့ Manchester United နဲ့ Arsenal ပွဲဖြစ်ပါတယ်တကယ်ကိုကြည့်လို့ကောင်းခဲ့ပါတယ်အဲ့တော့ United က အာစနယ်ကိုအမြဲတမ်းလိုလိုဒုက္ခပေးတယ်သူတို့ဘယ်လောက်ပဲအခြေအနေဆိုးပါစေအာစနယ်နဲ့တွေ့ရင်ဖြုတ်မယ်ဆိုတဲ့အတိုင်းပဲဒီနေ့ပွဲစဉ်ကဖြုတ်တယ်အဲကျွန်တော်ပွဲကျုပ်သုံးသက်ချက်ထဲမှာလည်းပါတယ်ဒီပွဲစဉ်ကတေးပွဲတပွဲဖြုတ်90ခန်းလောက်ရှိတယ်တွားပြီးတော့ United ကို short တော့လို့မရဘူးကျွန်တော်တို့ကတော့ Arsenal ကိုတော့ပို့ပြီးတော့ယုံကြည်ခဲ့တာပေါ့နော်လက်တွေ့ဆန်တဲ့အခြေအနေမှာဆိုရင် Arsenal ကအပေါ်အသင်းဖြစ်ရှိနေတာ ਉ လက်ရှိအချိန်အဖက်ဖက်အသာစီးရနေတာတိုးတော့ United တကယ်ကစားသွားတဲ့အချိန်မှာသူတို့ရဲ့အဲ့လို Mandel ကြီးကဘာကြီးလဲမသိဘူးဗျအဖက်ဖက်ကောင်းနေတဲ့အသင်းုံတော့ လူခံယူချက်အပြည့်နဲ့ကစားနိုင်မှုဆိုတာတိတ်မလွယ်ဘူးအဲ့တော့ဒီပွဲစဉ်က United အသင်းရဲ့အတွင်းကိုတွေဝင်ဖို့အခြေအနေတွေအများကြီးရှိခဲ့တယ် David Raya ရဲ့ပုတ်ထုတ်ကောက်ွယ်မှုတွေကောင်းလုံးလို့သာ Arsenal အသင်းပေးကိုတွေထပ်ပြီးခွင့်မပြုခဲ့ရတာပေါ့ဘာဖြစ်ပြောပရိသတ်ကိုလုံးဝရင်ကုန်စစ်လို့ရှာမှုအပြည့်အဝပေးခဲ့တဲ့ပွဲစဉ်လည်းဖြစ်ပါတယ် United ကတော့ Real Sociedad နဲ့ပွဲအတွက်တိတ်ပြီးတော့သူတို့ကြည့်မနေဘူးဒီပွဲစဉ်ကိုပဲအာယုံအပြည့်အဝထားပြီးတော့ကစားသွားခဲ့တယ်ပွင့်လင်းပြောရင်တော့ဒီပွဲကသူတို့အတွက်တိတ်ပြီးအရေးမကြီးဘူးနိုင်လဲဘာမှမဖြစ်ဘူးတည်ရကြလဲဘာမှမဖြစ်ဘူးရှုံးလဲဘာမှမဖြစ်ဘူးတော်တော်ဂုံတိတ်ခါပိုင်းရှိတဲ့အခါကျတော့လည်း အဲ့လိုမခံချင်တဲ့ပုံစံနဲ့တည်ဆော့သွားတယ်နဲ့တူပါတယ်။နောက်ထပ်ကံမှုရှိနေတဲ့ပွဲကတော့ဒါ WhatsApp နဲ့ Newcastle ပွဲပေါ့နော်။အပွဲကတော့ကျွန်တော်တနင်္လာနေ့ညဒီညမှာကစားမှာဖြစ်တဲ့အတွက်ကျွန်တော်အပွဲကိုတော့ skip လိုက်ပါမယ်။လက်ရှိဇေယျရက်တီမှုကိုကြည့်မယ်ဆိုရင် Liverpool ကဘိုဆွဲသွားပြီလို့ကျွန်တော်ပြောလို့ရတယ်။ရမှတ်90ရထားတယ်။ Arsenal ကတော့55မှတ်။တင်ချာနီကတွက်မယ်ဆိုရင် Liverpool တင်းဒီနောက်ထပ်9ပွဲနိုင်ပြီဆိုရင်85မှတ်ရသွားပြီ။ Arsenal တင်းက လက်ကြံပွဲ10ပွဲလုံးနိုင်မယ်ဆိုရင်တော့85မှတ်ပဲရမှာပါအဲ့တော့အမှတ်တူရင်ပရီးမီးယားလိမှာဂိုးကွာခြားချက်နဲ့ချန်ပီယံဖြစ်ဖို့မဖြစ်ဖို့ဆုံးဖြတ်တယ်လက်ရှိဂိုးကွာခြားချက်မှာလည်းအာစနယ်က goal difference 28ဖြစ်ပြီးတော့လီဗာပူးက goal difference 42ဖြစ်ပါတယ်အဲ့တို့ကြောင့်14ဂိုးကွာပါတယ်ဒီ14ဂိုးကွာခြားချက်ကိုဟိုပြည့်မီအောင်လိုက်ဖို့ဆိုတာလည်းတိတ်မလွယ်တော့ဘူးပေါ့နော်လုံးဝမဖြစ်နိုင်တဲ့အခြေအနေမျိုးမှသာလျှင်လီဗာပူးကိုကြော်တက်ပြီးအာစနယ်ဖလားရမှာပါ လက်တွေ့ကြကြစဉ်းစားမယ်ဆိုရင်ဒီနှစ်ဖလားလီဗာပူးအသင်းပဲရသွားပြီဖြစ်ပါတယ်။အဲချန်ပီယံလိဝင်ခွင့်တနေရာတော့မန်စီးတီးကိုအရန်ယုံကြည်လို့မရတော့ဘူးပေါ့နော်။အဲ့ဒါကြောင့်ချန်ပီယံလိအဆင့်3 4နှစ်နေရာအတွက် Northern Forest, Chelsea, Man City, Brighton, Aston Villa, Bournemouth, Newcastle စတဲ့အသင်းတွေကမျောလင်းချက်ရှိနေပါတယ်။တန်းစင်းဖို့ 69ရာခိုင်နှုန်းလောက်တေချာသွားတဲ့အသင်းတွေကတော့ဒီနေ့ရဒီမှာမှတန်းပြန်တက်လာတဲ့အသင်းသုံးသင်းဖြစ်တဲ့ Southampton, Leicester နဲ့ Ipswich Town တို့ဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်။ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။